လူကမ်းပါတယ်ချင်းကြရတဲ့အမေကြောင့်သူလူတွေနိုင်ပါတယ်ဟောတော့ကျတော့လေဖြစ်သွားတာကအဲလူတန်းစားမီးပဲပေါ့နော်ချမ်းသာတာဆင်းရဲတာရောမရှိဘူးအကုန်လုံးကဒီတပြေးညီပဲတဘာဝပဲကိုခံစားလိုက်ရတယ်ဘယ်သူမှလည်းကြိုတင်ပြီးတော့လည်းမသိနိုင်ဘူးကြိုတင်ပြင်ဆင်ချိန်လည်းမရဘူးပေါ့အဲ့ဒီအတွက်ကြောင့်မလို့ ဟိုတချို့တွေဆိုလို့ရှိရင်ဟိုဟာတို့ဒါဟိုဘယ်လိုပြောမလဲကွယ်လွန်သွားတယ်ပေါ့နော်တည်ဆုံသွားတဲ့အချိန်မှာတို့တည်လို့တည်မှန်းအောင်သိမှာမဟုတ်ဘူးလေနော်ရုပ်တရက်ကြီးကိုမြင်မြန်ဆန်းဆန်းတွင်း10မိနစ်5မိနစ်တွင်းမှာဖြစ်သွားတဲ့အတွက်ကြောင့်လို့ပေါ့ဒီကြံရက်တဲ့မိသားစုဝင်တွေအတွက်ကိုလည်းတော်တော်လေးကိုအဆင်မကောင်းဖြစ်ပါတယ် ာတရားနည်းမျိုးဆိုလူလည်းမရပါဘူး။လို့ဆိုအပ်ပါတယ်ရှင်။အော်ကိုကူပန်ခဲ့ရတယ်ဆိုတော့စစချင်းလုပ်ချင်တော့ကတော့ကိုမိပါပေါ့နော်ကိုအဖေနဲ့ကိုသမီးကိုဦးလုံးဖုန်းဆက်တာပေါ့နော်ဒါမဲ့အဆက်အသွယ်မရဘူးပေါ့အဲ့ဝင်လဲ line တွေပြတ်နေဆိုတော့အမန်လေးမှာလောက်ပြီးပြတ်သွားမယ်မန်လို့တော့မသိဘူးရန်ကုန်မှာတော့တိတ်ကြိုင်နေပါတယ်ဒါမဲ့မတော်ကလည်းအထက်မြင့်မှနေရဆိုတော့စိတ်ပူတာပေါ့နော်စိတ်ပူတော့သမီးကိုဆက်တာပေါ့ဒါမဲ့တို့လည်းစင်ပြေးပါတယ်ပေါ့နော် အဲနောက်ဆုံးတော့သူနဲ့အမကရှုတွေမှာရောက်နေတာကိုအဲကြောင့်သူကကြာအိမ်မှာအဲအဲဆိုတော့ပြီးတော့ပြီးမှမန္တလေးကကိုအိမ်ပြန်ရောက်တော့မှလမ်းလေးပိုင်းပြန်တဲ့ကောင်မန္တလေးမှာတော်တော်ဆိုးသွားတယ်ဆိုတာသိရဲ့ကိုအဒီမိတ်ဆွေတွေကိုတော့ကိုက messenger ကနေပြီးတော့ပြောလာတာပေါ့နော်ဖုန်းလိုင်းတွေကလည်းမရဘူးသူကလည်းအမအတီရဲမှာတော့တော်သေးတာကလို့အိမ်ကြီးပိုင်းလောက်ပဲထိခိုက်ပျက်စီးပြီးတော့ဘူးအန်ရယ်တွေတော့ဘာမှမဖြစ်ကြဘူးပေါ့နော်အဲ့ဒါကိုပဲကိုကကျေးဇူးတင်ရပါတော့ဟောဒါကကြတော့လေဖြစ်သွားတာက အဲလူဒန်းစားမီးပဲပေါ့နော်ချမ်းသာတာရောဆင်းရဲတာရောမရှိဘူးအကုန်လုံးကဒီတပြေးညီပဲတဘာဝပဲကိုခံစားလိုက်ရတယ်ဘယ်သူမှလည်းကြိုတင်ပြီးတော့လည်းမသိနိုင်ဘူးကြိုတင်ပြင်ဆင်ချင်လည်းမရဘူးပေါ့အဲ့ဒါကြောင့်မလို့ဟိုတချို့တွေဆိုလို့ရှိရင်ဘွားတို့တာဟိုဘယ်လိုပြောမလဲကွယ်လွန်သွားတယ်ပေါ့နော်တင်ဆုံးသွားတဲ့အချိန်မှာသူတို့တင်လို့တင်မှန်းတော့သိမှာမဟုတ်ဘူးလေနော်ရုတ်တရက်ကြီးကိုမြန်မြန်ဆန်ဆန်တွင်တမနဲ့နမနဲ့တွင်မှာဖြစ်သွားတဲ့အတွက်ကြောင့်လို့ပေါ့ဒီကြံရက်တဲ့မိသားစုဝင်တွေအတွက်ကိုလည်းတော်တော်လေးကိုအစိမ်းမကောင်းဖြစ်ပါတယ် ပြီးရောလဲဒါပေမဲ့လည်းရှင်းဆက်ရမယ့်အတွက်ကြောင့်မလို့ဘုံကတော့အားတင်းပြီးတော့ရှင်းဆက်ပြီးတော့ဒါဘယ်လိုပြောမလဲခုနကလိုပြန်လဲတူတောင်ရေးနေလဲလောက်အောင်မယ်ပေါ့နော်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာတွေပေါ့အဲအရာအားလုံးအတွက်ကိုဟိုပြန်လဲပြီးတော့ထူထောင်ကြမှာပေါ့လူတိုင်းကဘာဖြစ်လဲဆိုတော့မန်လေးကလူတွေရဲ့အဲ့စကိုင်းတော့အဲ့ဘက်ကလူတွေဆိုတော်တော်ပိုဆုံးမှာပေါ့နော်ဒီမှာတော့မှအင်းဒီတော့အနေနဲ့ကတခုဆိုရင်တော့မှလှုပ်နေရပဲထင်တယ်အခုချိန်ကြီးတော့မှ မူးတာဟုတ်အဲ့လိုမျိုးပေါ့နှုတ်သွားတယ်ပြီးတော့ရင်းနေတုံနေဆိုဟိုမှာဆိုလို့ရှိရင်ကြည့်လိုက်ရင်လုံးဝမျိုးပြတ်တပွဲကြီးဖြစ်နေတာလေနော်ဒီဒါကတော့ကိုကတော့လိုင်းပေါ်မှာပဲကြည့်ရတာပေါ့တကယ်မြေပြင်မှာတွေ့ရတဲ့ဟာဆိုလို့ရှိရင်ပုံပြီးတော့တော်တော်လေးကိုခံစားနိုင်မှာတော့ပေါ့